စိတ်ကိုစောင့်ကြည့်မြဲတတိထာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့အရက္ခတုတ်အင်္ဂုတ္တရနိကေမှာမှတ်တမ်းတင်ထားတာရှိတယ်အရက္ခဆိုတာစောင့်ကြည့်ခြင်းလို့အဓိပ္ပာယ်ရအဲဒီမှာမြတ်စွာဘုရားကကိုယ်စိတ်လေးကိုကိုယ်စောင့်ကြည့်ဖို့ဆိုပြီးတော့ဆုံးမဩဝါဒပေးထားတာတရားလေးကတော့တူတူလေးပဲမြတ်စွာဘုရားဟောထားတဲ့ တရားကအမတန်မှတူတောင်းတော်လည်းပဲဘုန်းကြီးတို့တွေလှုပ်ဆောင်ရမယ်လုပ်ငန်းကအမတန်မှရှိပါလိမ့်မယ်ရှိကြစွာလေ့ကျင့်ရမယ်တရားမျိုးဖြစ်တယ်ပေါ့အလုံးချုံကုန်သုံးသပ်ပြီးတော့မြတ်စွာဘုရားကအလုံးအတွက်လိုအပ်ချက်ကိုဆုံးမဩဝါဒပေးတဲ့အနေနဲ့ဒီသုတ်တံလေးကိုဟောထားတာပေါ့ဉာဏ်တတိထားဆိုတာတတိဆိုတဲ့တရားကို အပမာဒလို့လည်းခေါ်တယ်အပမာဒဆိုတာကာမဂုဏ်အာယုန်တွေထဲမှာ စိတ်ကိုလွတ်မထားပဲနဲ့ကုသိုလ်ဘက်ကိုဆွဲဆွဲပြီးတော့တင်ပေးထားတဲ့သဘောလေးကိုပြောတာညာတော့အပြင်စိတ်ဆိုတာဘယ်မှာပျော်မွေ့လဲလို့ဆိုကာမဂုဏ်အာယုန်တွေမှာပဲပျော်မွေ့တယ်လွယ်လဲလွယ်ကူတယ်ရစီကကြည့်ပြီးတော့ပြောစရာအာယုန်နေနားကနားထောင်းပြီးတော့ပြောစရာအာယုန်နေ ဒီအာယုန်ဒီဘက်မှာ စိတ်ကိုလွတ်ထားတယ်အဲ့ဒီလွတ်ထားတာကိုပဲပမာဒလို့ခေါ်တယ်အဲ့ဒါကိုပဲမြတ်စွာဘုရားရဲ့စကလုံးတရားတော်အရာပမာဒကိုမြန်မာလူမျိုးတွေကမေးလျော့ခြင်းလို့ဘာသာပြန်အဲ့တော့မေးလျော့ခြင်းလို့ပြန်တဲ့အခါကျတော့အော်ငါလုံးဆရာကိစ္စတွေရှိတယ်မေးနေလိုက်တာမသွားသေးဘူးဒီမေးလျော့ခြင်းတွေနဲ့ရော ထွေးပြီးတော့သွားနိုင်တယ်ပေါ့နော်မှန်ပါဗျာသွားเสียရှိတယ်မေးလျော့နေတာ ဘာလို့အောင်မဲညာလို့အောင်မဲမေ့နေလိုက်တာတချို့ကိစ္စတခုနဲ့အာယုဆိုင်ပြီးမေ့နေအဲ့ဒီမေ့နေတဲ့ဟာမျိုးကိုဆိုလိုတာမဟုတ်ဘူးတဲ့ကာမဂုဏ်အာယုနေထဲမှာသူကစိတ်ဝင်စားပြီးကုသိုလ်ကောင်းမှုဘက်ကိုမေ့ထားတဲ့အမေ့မျိုးကိုဆိုလိုတယ်တဲ့ဒါကြောင့်မလို့စကလုံးအသေးသေးတွေကတခါတလေတူညီမှုရှိတော့လဲ definition လို့ခေါ်တယ် define လောက်ထားတာကိုသေးသေးချာချာမှတ်သားမှမြတ်စွာဘုရားဟောလို့ရင်တရားကိုရောက်တယ် အနုဘုဆိုလို့ရှိရင် ရောထွေးပြီးတော့သွားရမှာပမာဒမေးလျော်ခြင်းအပမာဒမမေးမလျော်ခြင်းဆိုတော့အော်ငါတို့မမေးဘူးတဲ့နေစဉ်သွားစရာရှိတာတွေသွားမယ်လှုပ်စရာတွေရှိတာလှုပ်မယ်တို့လည်းမမေးဘူးလို့ဥပမာပဲမမေးဘူးဆိုတာတွေအများကြီးနော်ပွဲကြီးရမှာမမေးဘူးဘာလို့ကမှမမေးဘူးဆိုတော့မေးမမေးတာတွေလည်းအများကြီးပဲလေသို့တော့အဲ့ဒီလို့ လူတကာကမမေ့ဘူးလို့ပြောတဲ့ကိစ္စကိုမြတ်စွာဘုရားကမေးလျော့ခြင်းလို့သတ်မှတ်တယ်။ဆိုပါလို့နေ့စဉ်နဲ့များစီဝါရေးကိစ္စလှုပ်ဆောင်နေကြတယ်။ပျော်ရွှင်မှုကိစ္စတွေနဲ့လှုပ်ဆောင်နေကြတယ်။အားလုံးကောင်းကောင်းအာယုန်ဤအတွက်လှုပ်ဆောင်ခြင်းဖြင့်အချိန်ဖြုန်းနေမယ်ဆိုလို့ရှိရင်ဒါမေးလျော့ခြင်းလို့ပဲသတ်မှတ်တယ်။အဲတော့အဲ့ဒီမေးလျော့ခြင်းနဲ့ကမ္ဘာလောကမှာရှိတဲ့လူတွေကိုတိုက်တာကြည့်မယ်ဆိုရင် မေးလျော့နေတဲ့လူတွေကအမှန်တမ်းများတာပဲမေးလျော့နေတဲ့လူတွေများလို့နိဗ္ဗာန်ရတဲ့လူကအမှန်တမ်းများတယ်တရားသူတရားမြတ်မရတဲ့ပုဂ္ဂိုလ်ကအမှန်တမ်းများတယ်ပေါ့ကာမဂုဏ်အာယုန်ဤထဲမှာစိတ်ဝင်စားပြီးတော့ကုသိုလ်ကောင်းမှုဘက်မှာစိတ်ဝင်စားဘူးကုသိုလ်ကောင်းမှုဘက်ကိုမေးလျော့ထားတယ်မျက်ွယ်ပြုတ်ထားတယ်ဆိုရင်ဒါမေးလျော့ခြင်းလို့ပဲသတ်မှတ်တယ်ပေါ့